မျောလင်းချက်မရှိရင်ကျွန်မလည်းဒီဒီအလုံးမလုံးလိုက်ရုံပဲရှိတယ်ဟိုပြောချင်တာကျွန်မတို့နေ့စဉ်နေ့တူဝါပေါ့နော်ဒီတော်လိုင်းကြီးဒီတာဝန်တွေကိုထမ်းဆောင်နေတာငါတို့တနေ့နိုင်ကိုနိုင်ရမယ်နော်ဆိုတော့အဲမျောလင်းချက်တွေနဲ့အဲကျွန်မတို့ဒီတာဝန်တွေကိုထမ်းဆောင်နေရတာဖြစ်တယ်ဒါကြောင့်မလို့မြေပြင်မှာနေ့တူဝါအခုကျွန်မစကားပြောနေတဲ့အချိန်မှာဝယ်ပြေးနေလွှားနေရတဲ့ပြည်သူလူထုတွေရှိလိမ့်မယ်ဒါမှဒီဒုက္ခတွေကိုကျွန်မတို့အမြန်ဆုံးအဆုံးသတ်နိုင်ရမယ်ဒီအဆုံးသတ်နိုင်မှုနဲ့အတူကျွန်မတို့တိုင်းပြည်မှာအနာဂတ်ရှိတယ်လို့ကျွန်မကောင်းကောင်းယုံကြည်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့

မှန်ပါတယ်အဲတဲ့ဒီမိကုံအတွက်ကျွန်မဂျေစုအများကြီးတင်တယ်အဲဟိုပြောပါလို့ရှိရင်တော့မျက်နှာစာနှစ်ခုရှိတယ်ပေါ့နော်ကျွန်မပြောပြောချင်တဲ့ဟာမှာကတချို့ကြတော့လေကျွန်မပြောချင်တာကအတိတ်ပဲပါလဲဆိုတော့ကျွန်မတို့ကတေချာတာကတော့ဒီ၄နှစ်အတွင်းမှာပေးဆက်ရတာတွေများသလောက်ပေါ့နော်ဟိုတော်လှန်ရေးအောင်မြင်မှုတွေကိုလည်းပဲမြင်နေရပါတယ်မြင်နေရတယ်ဆိုတော့တန်မိုးကြီးတဲ့အရာမှန်သမျှကအဲ ကျွန်တော်တို့လိုချင်တာကလွတ်လပ်မှုတရားမျှတမှုကိုလိုချင်တာ哦ဒါကအမတန်တန်ဖိုးကြီးပါတယ်ဆိုတော့ကျွန်တော်တို့ပေးဆက်ရမှုတွေကြီးနိုင်မယ်ဆိုတော့ကျွန်မအဝဲဖြစ်စေချင်တဲ့အတွက်ကြောင့်မို့လို့ဒီစကားကိုပြောတာဖြစ်တယ်ဒါကြောင့်ဘာမျှော်လင့်စရာရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာမျှော်လင့်စရာတွေအများကြီးရှိတယ်ပေါ့နော်အများကြီးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတိုက်ပွဲကဒီတော်လှန်ရေးကဟိုပြောရရင်တော့ပေါ့နော်လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာဒီစစ်တပ်ဆိုတဲ့ institution အတွက် weak အဖြစ်ဆုံးပဲ ဟိုအရင်တုန်းကဆိုတိုင်းသားလူနည်းစုတွေနဲ့ပဲတိုက်ခတ်နေရနေပြီးတော့တကယ်ဗမာအများစုရောတိုင်းပြည်လုံးကနေပြီးတော့ဒီအချိန်မှာတပြိုင်တည်းအဲစုစုစည်းစည်းနဲ့ပေါ့နော်ဟောဒီစစ်ကောင်စီကိုဒါကျွန်တော်တို့ပုံရံသူဖြစ်တယ်ဒီတိုင်းပြည်တပြည်လုံးရဲ့ပေါ့နော်ဖက်ဒရယ်ရေးအတွက်လည်းရံသူဖြစ်တယ်ဒီမိုကရေစီရေးအတွက်လည်းပြန်သူဖြစ်တယ်ပေါ့เนาะဆိုတော့ဒီဟာကဘုံရန်သူဖြစ်နေတယ်ဆိုတာအမတန်အဲတေချာပြီးတော့ပေါ့เนาะစူးစူးစီးစီး အဲဟိုတော်လှန်နေကြတဲ့တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့လက်ထဲမှာပတ်စံတပြားမှမရှိဘဲနဲ့စခဲ့ကြတယ်ဆိုတော့ကို့ငကက်လေးတောင်ချုပ်ပြီးတော့လူငယ်တန်းခဲ့တယ်ဆိုတော့ဒါလွတ်လပ်ရေးတိုက်ပွဲနောက်ပိုင်းမှာဒါပထမဆုံးလို့တော့မှပြောလို့ရတယ်လူသူရဲ့ထက်ဝင်ပါဝင်မှုကပေါ့နော်ဆိုတော့ဒီဟာတွေကကျမတို့တိုင်းပြည်တစ်ပြည်ကိုတိဆောက်တဲ့အခါမှာအမတမ်းမအရေးကြီးတယ်လို့ကျမတို့မြင်တယ်အခုကတော့တိဆောက်ရေးကာလမရောက်သေးဘဲနဲ့ခုနတော်လှန်ရေးကာလမှာကိုကျမတို့လူသူရဲ့ထက်ဝင်မှုကတော့အမတမ်းမကို ဟိုဟိုဘယ်လိုပြောမလဲအရင်နှစ်ကတအားကြီးလာတယ်ကြီးလဲကြီးနေပြီပေါ့နော်ဆိုတော့အရင်နှစ်ကြီးတဲ့လောက်ကျွန်တော်တို့ရမယ့်အကျိုးအမြတ်ကကြီးဖို့လိုလိုတယ်ဒီအကျိုးအမြတ်ကဘာလဲဆိုတော့ဗမာပြည်မှာဘယ်တော့ခါမှဟာလာစစ်အာဏာရှင်စနစ်ပေါင်းပဲဘယ်အာဏာရှင်ကို မှနေရမရစေရဘူးမပေးဘူးဆိုတဲ့ဟာမျိုးကို နောင်ဘသူတက်လာတက်လာပေါ့နော်ဒီဒီလိုမျိုး ငါတို့ပြည်သူလူထုငါတို့တိုင်းပြည်ကို treat လုပ်ဒီလိုမျိုးကြုံရမယ်ဆိုတဲ့ဟာမျိုးကိုတော့သတင်းစကားအကြီးအကျယ်ပေးနိုင်ခဲ့ပြီဆိုတာတော့တေချာတယ်လို့ကျွန်မမြင်တယ်ပေါ့နော်ဆိုတော့ဒါကကျွန်မတို့ရဲ့အောင်မြင်မှုလို့ပြောလို့ရတယ်သူတို့ပါဇက်ကထုတ်ပြောသည်ဖြစ်စေထုတ်မပြောသည်ဖြစ်စေအဲဒီနောက်တစ်ခါဒီလိုလုပ်ရင်ဒီလိုဖြစ်မယ်ဆိုတော့သင်ခန်းစာတော့ကောင်းကောင်းရနေပြီလို့ကျွန်မယုံကြည်တယ်အမ်တပြည့်ပြည့်အခုလိုမျိုးနိုင်ငံရေးပြောင်းလဲတွေကမ္ဘာနိုင်ငံရေးခေတ်ချင်းအပြောင်းလဲတွေဖြစ်တဲ့အခါမှာ ကျွန်တော်တို့တော်လိုင်းရေးအတွက်ဒါအချက်တဲတော့နည်းနည်းရှိနိုင်တယ်လို့ယူဆလို့ရပါတယ်ဆိုတော့ဒီအချက်တဲကိုကျွန်တော်တို့ NUG အစိုးရအနေနဲ့ပေါ့နော် မြို့သားညီညွတ်ရေးအစိုးရအနေနဲ့ဘလို့ကျွန်တော်တို့ဖြည့်ရှင်းမလဲအဲ့ဒါလေးလည်းနည်းနည်းဟိုပြောပြပေးပါဦးခင်ဗျာကျေးဇူးပါဆိုတော့ဒီအခြေအနေကိုကျွန်တော်တို့ဒီထက်ဟိုပေါ့နော်ကြံ့ကြံ့ခံရအောင်မယ်လို့ပြောပြောရမှာပဲဒီလားဘာလို့အစိုးဆုံးအခြေအနေတွေကိုကျွန်တော်တို့ဖြတ်ရအလိမ့်အောင်မယ်ပေါ့နော်ရောက်လာနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ အဲဒါကိုကျမတို့အနေနဲ့ဘယ်လိုကြော်ထွားမလဲပေါ့နော်မှန်တဲ့နိုင်ငံတကာမှာဆိုလို့ရှိရင်လည်းပဲအဲဒီဒီပေါ့နော်ဒီအခုအညီတွေကနဲပါလာတာတွေတော့ရှိတယ်ဒါပေမဲ့တစ်ဖက်မှာလည်းပဲအဲကျမတို့တွေရဲ့ပေါ့နော်နည်းနည်းပို့ပြီးတော့ innovative ဖြစ်တဲ့အဲရမုံငွေရှာဖွေမှုပုံစံတွေအဲရင်းနှီးမြှုပ်နှံမှုပုံစံမျိုးတွေနဲ့ပေါ့နော်ခုနကဒီအဲစီမံကိန်းနဲ့ဗန္ဓာရေးဝန်ကြီးဌာနကဒီရမုံငွေရှာဖွေဖို့ အဲလုပ်နေတာမျိုးတွေ investment invest investment ဆိုတာဥမာຫນွေဥပန်လိုကိစ္စမျိုးတွေကအစပြုလို့ပေါ့เนาะကျမတို့ကဒါတီးကြားကြီးအလှငွေကိုအလှငွေပဲလဲကောက်ခံတဲ့ရမုံငွေရှာဖွေတဲ့ပုံစံမျိုးမဟုတ်ဖဲနေຫນွေဥဟိုတော်လှန်ရေးနဲ့ကောတော်လှန်ရေးအလွန်ကာလအတွက်ပါအလားလာအနာကက်ရှိတဲ့အဲဟိုတော်လှန်ရေးကို oriented ဖြစ်တဲ့အဲရင်းနှီးမြှုပ်နှံမှုပုံစံမျိုး ပေါ့เนาะဒီလိုဘဏ်မျိုး ဒီထူထောင်ပြီးလုပ်တဲ့ဟာမျိုးတွေပေါ့ဆိုတော့ဒီနေရာတွေမှာကျမတို့ပို့ပြီးတော့ focus လုပ်တင်တယ်လို့တော့ကျမတို့မြင်တယ်ကျမကျမစီးပွားရေးကျွမ်းကျင်တဲ့သူတော့မဟုတ်ဘူးပေါ့နော်တခြားနေနာတွေလည်းရှိပါသေးတယ်ဥပမာဆိုလို့ရှိရင်ကျမတို့မြေပြင်မှာအဟောတိကံဖြစ်နေတဲ့အခွန်အခတွေပေါ့နော်ဟိုပြောရမယ်ဆိုလို့ရှိရင်အခွန်အခတွေဟိုအဲ့ဒီအခွန်အခတွေအဟောတိကံဖြစ်ရုံနဲ့မဟုတ်ဘဲနဲ့ပုံမှန်လေးလေးပြောရရင်ဒါဒါမြန်မာနောက်မှာလည်းရေးတာရှိတယ်ပေါ့နော်ဟိုမီဒီယာတွေတော်တော်များများလည်းရေးကြတယ် ဲ့လားစစ်ဘီရင်လိုမျိုးတွေဖြစ်လာနေတယ်နိုင်ငံရေးအာဂျန်ဒါမရှိဘဲနဲ့တူတူလုံငါတမင်းဖြစ်နေတဲ့ဟာတွေကိုကျမတို့ထိန်းနိုင်ထိန်းနိုင်သလောက်အဲဒီအခွန်အခတွေဒီဟာတွေကနေပြီးတော့တဆင့်လဲပဲကျမတို့လူလူရဲ့ခွန်ခါလို့ပြောတာဘလိုင်းအလုံးဘာမှလက်လို့ကောက်တာမျိုးမဟုတ်ဘူးပေါ့နော်ဒီတကယ်ကိုဒီစီးပွားရေးကျမတို့စိုးမိုးထိန်းချုပ်ဒေတာတွေမှာရှိနေတဲ့အဲဒီဒီဒီပေါ့နော်စီးပွားရေးလုပ်ငန်းတွေကရတဲ့ခွန်ခါတွေကိုပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာတွေကိုတော့ကျမတို့ ကြက်ကြက်မတ်မတ်နဲ့စီကံတကြလုံးနိုင်မယ်ဆိုလို့ရှိရင်တော်လှန်ရေးရမုံငွေကောက်ခံမှုဟာခုနပြောတဲ့လူလူအိတ်ကတ်ထဲကနေပြီးတော့ပဲနှိုက်နေရတဲ့အခြေအနေကနေပြီးတော့တဆင်းကျွန်တော်တို့ဒီထက်ပိုပြီးတော့ပေါ့နော်အဲ sustain ဖြစ်တဲ့အနေအထားမျိုးကိုရောက်လာနိုင်မှာဖြစ်တယ်ဒါကြောင့်အဲဒီနေရာမှာအဲကျွန်တော်တို့ပေါ့နော်ဒီ NUG အနေနဲ့လည်းပဲခုနအခွန်အခခွန်အောက်စနစ်တွေကိုပို့ပြီးစနစ်တကျ ကောက်ခံနိုင်ဖို့လို့ပြန်ကျဲမနေဖို့ပြင်ပြမှာအဟောတိကံမဖြစ်ဖို့လို့ဆိုရဲဟာကိုကျမတို့အားဆိုင်ပြီးတော့ဆောင်ရွက်နေတာတော့ရှိပါတယ်။ဒီတရုတ်ရဲ့မြန်မာနိုင်ငံပေါ်မှာလွှမ်းမိုးလာတဲ့နော်ဟိုဆက်ဆံရေးပဲပြောပြောဒီစစ်ကောင်စီနဲ့ရင်းနှီးတဲ့အခါပဲပြောပြောဒါကျွန်တော်တို့ဒီအမျိုးသားညီညွတ်ရေးဆိုရအနေနဲ့ဘယ်လို respond လုပ်ချင်လဲဘယ်လိုတုံ့ပြန်ချင်သလဲပေါ့နော်ခုနအိမ်ကြီးချင်းနိုင်ငံတွေဖြစ်တဲ့အတွက်ကျမတို့ကပို့ပြီးတော့အလေးထားပါတယ်။အဲဒီဆက်ဆံရေးတွေမှာကျမတို့ပြောရဆိုရတာတွေကအစပေါ့နော်။ဒါကြောင့်မို့လို့ အဲ့ဒီလိုမျိုးဟိုပေါ့နော် intervention လုပ်တယ် PR တွေပေးတယ်ဆိုလို့ရှိရင်တော့မသူကဘာကြောင့် PR ပေးတာလဲပေါ့နော်သူစိုးရင်ချက်တည်းကဘာလဲဆိုတော့ကျွန်တော်တို့ဘက်ကတော့အမြဲတမ်းနားလည်နိုင်မှုစူးစမ်းတယ်နားလည်နိုင်မှုစူးစမ်းပြီးတော့ဒီစိုးရင်မှုတွေကိုကျွန်တော်တို့အနေနဲ့ဖြေလျှော့နိုင်ဖို့လို့ပေါ့နော်ဖြေလျှော့နိုင်ဖို့လို့အဲကျွန်တော်တို့စူးစမ်းပါတယ်ပေါ့နော်သူသဖြင့်တရုတ်နိုင်ငံအနေနဲ့ကျွန်တော်တို့ဒီမိုကရေစီရေးလူခွင့်ရေးဆိုတဲ့ကောင်းစဉ်နဲ့ အဲလှုပ်ရှားနေကြတဲ့အဖွဲ့အစည်းတွေနိုင်ငံရေးသမားတွေတက်ကြွလှုပ်ရှားတဲ့သူတွေအပေါ်မှာသူ concern ရှိတာရှိတယ်ပေါ့နော်ဆိုတော့အဓိကတော့အဲအနောက်အနောက်ရဲ့ရုပ်သေးရုပ်တွေများဖြစ်လာမလားပေါ့နော်အဲရုပ်သေးရုပ်တွေများလားပေါ့ဆိုတော့တန်တရားကြီးကသူ့မှာအကြီးရှိပါတယ်ဒါကြောင့်မလို့သူမြောင်ပိုင်းသူနဲ့နီးစပ်တဲ့အဖွဲ့အစည်းတွေကိုကျမတို့တွေနဲ့ဆက်ဆံရေးမလုပ်ဖို့ဆိုတဲ့ဟာမျိုးတွေအဲဖီအားပေးလို့ရသမျှသူလလန်းမိသလောက် ဖိအားပေးတာမျိုးတွေလုပ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်ကျမတို့ဘက်ကအမတန်အမတန်ကိုသတိထားရတယ်ပေါ့နော်သတိထားရတယ်ဒီလိုတစိကတ်တာတွေဒီလိုတန်တရားတွေကကျမတို့ကလက်တွေ့အဲတိုင်းပြည်ကိုဥမာ NLD ဒေါန်ဆန်းစုကြည်လက်ထက်တုန်းကလည်းပဲဒီလိုပဲ NLD ဟာဒေါန်ဆန်းစုကြည်ဟာအနောက်အုပ်စုပါဆိုပြီးသူတို့စိတ်ပူခဲ့ကြရတယ်ရှိရမယ်ဒါပေမဲ့တကယ်တကယ်နိုင်ငံတော်ဝန်ကိုယူတဲ့ခါကျတော့ဒါတရုတ်နဲ့ဆက်ဆံရေးဘလောက်ကောင်းခဲ့တယ်လဲပေါ့နော်ဆိုတော့အခုချိန်ထိတရုတ်နိုင်ငံဟာ ပြန်ပြောနေရဆဲဖြစ်တယ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်အခုကျွန်တော်တို့လည်းပြောတာ NLD အစိုးရပြည်သူ့အစိုးရလက်ထက်တုန်းကလုပ်ခဲ့တဲ့ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပါတယ်ဆိုတော့ဒါမျိုးတွေပေါ့နော်ဆိုတော့အခုလည်းပဲကျွန်တော်တို့လည်းအဲ့ဒီလိုယုံကြည်မှုမျိုးတော့ပေးစေခြင်းတယ်လို့ကျွန်မဒီနေရာပြောခြင်းတယ်အဲ့တော့ဒီတန်တရားတွေဒီစိုးရိမ်မှုတွေကိုဟိုအခြေခံပြီးတော့မြမအရေးကိုချင့်ကပ်မယ်ဆိုလို့ရှိရင်အဲကျမတို့အင်ဂျင်နာချင်းနိုင်ငံအနေနဲ့ပေါ့နော်မှန်ကန်တဲ့ချင်းကပ်မှုမျိုးဟိုမဟုတ်ဘူးပေါ့နော်ဒီမှန်ကန်တဲ့ချင်းကပ်မှုမျိုးမဟုတ်ဘူးဆိုရင် ကျမစိတ်ပူတာကနှစ်နိုင်ငံအကျိုးစီးပွားပါနှစ်နိုင်ငံအကျိုးစီးပွားပြည်သူလူထုဟိုဒီရဲ့အကျိုးစီးပွားပေါ့နော်ဒီအကျိုးစီးပွားကိုဟိုရေရှည်ထိမ့်သိမ့်နိုင်မယ်အဲကာကွယ်စောင့်ရှောက်နိုင်မယ်ဆိုတော့ရည်ရွယ်ချက်နဲ့ဆိုလို့ရှိရင်အကျမတို့ဒီထက်ပိုပြီးတော့ပေါ့နော်ကြော်လွန်တဲ့ဗတ်ပေါင်းစုံကနေပြီးတော့ထဲသွင်းစဉ်းစားဖို့လို့ကျမတို့အပေါ်မှာထားနေတဲ့ရှိနေတဲ့အဲတန်တရားတွေကိုလည်းပဲထေလျှော့ပေးဖို့ပေါ့နော် အာကျမတို့ ਨੇ တိတက်ပို့ပြီးပွင့်လင်းတဲ့ယင်းဒီရဲ့ဆက်ဆံရေးမျိုးကိုထူထောင်ဖို့လို့တော့ကျမအနေနဲ့မြစ်တန်ရက်ခံအတိုက်တွန်းလို့ပါတယ်အမေရိကန်ဆိုရအပြောင်းလဲဖြစ်တယ်အမေရိကန်သမရအပြောင်းလဲဖြစ်တယ်ပေါ့လေအဲ့ဖြစ်တဲ့အခါမှာကျွန်တော်တို့အလုံးသိတဲ့အတိုင်းပဲနိုင်ငံကအကူအညီတွေကိုဖြတ်တယ်ဆိုတော့အဲ့လိုမျိုးအကူအညီတွေဖြတ်တော့တယ်ဒီမိုကရေစီရင်းနဲ့ပတ်သက်ပြီးတော့နောက်ဆုတ်သွားတယ်ဆိုတော့အခါကျကျွန်တော်တို့ရဲ့ဒီမိုကရေစီအရေးလှောက်ရှားမှုမှာဘယ်လောက်ထိကျွန်တော်တို့ဟိုပါပေါ့နော်ကျွန်တော်တို့ဘယ်လောက်ထိ တွန့်ဆုတ်သွားမလဲဒါမှမဟုတ်ဒီအရွေးအရာဘယ်လောက်ထိနေသွားမလဲဒါမှမဟုတ်နောက်ပဲပြန်ဆုတ်သွားမလားကျွန်တော်တို့နိုင်ငံရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ဒါလေးပြောပြလို့ရမလားပေါ့ဟုတ်ကဲ့ပုံမှန်လင်းလင်းပြောရရင်တော့ကျမတို့ຫນွေဥတော်လိုက်တနှစ်ပြည့်ပြီးတဲ့နောက်မှာရုရှားအာကျူးကျော်မှုဖြစ်တယ်ပေါ့နော်အာယူကရိန်းနဲ့ဆိုတော့အဲ့ဒီကတည်းကကျမတော်တော်လေး concern ဖြစ်ခဲ့ရတဲ့အနေအထားရှိတယ်ကျမတို့ຫນွေဥတော်လိုက်ကိုဟိုနောက်ထပ်ဟိုဘယ်လိုပြောမလဲနော် ကဘာကအာယုံမဆိုင်နိုင်လောက်ပဲဒီထက်ပိုကြီးတဲ့အဲ issue တစ်ခုပေါ့နော်မဖြစ်သွားပြီဆိုတဲ့အနေအထားမျိုးမှာကျမတို့ပိုပြီးရုန်းကန်ရမယ်ဆိုတာကိုကျမတို့နားလည်ပါတယ်နားလည်လာတယ်ဆိုတော့အခုလည်းပဲအဲဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေနဲ့ပတ်သက်လို့ကတော့တေချာပေါက်အခက်ခဲတွေဖြစ်တာအမှန်မဲ့ဒါမြင်နေရတာပဲပေါ့နော်။နောက်ရင်းရှည်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ပညာရေးပေါ့နော်။ပြောရမယ်ဆိုလို့ရှိရင်ခုနကပြောတဲ့ပညာသင်စုတွေဘာတွေအတွက်ဆိုလို့ရှိရင်လည်းပဲအဲဒါကအခက်ခဲတွေအကုန်လုံး ဟိုဖြစ်ကုန်ကြတဲ့အနေအထားမျိုးတော့တွေ့ရတယ်ပေါ့နော်ဆိုတော့အာအဲ့ဒါကတော့ဟိုဟိုတကဘာလုံးရင်ဆိုင်နေရတယ်လို့ကျမတို့ကတော့ဟိုဘယ်လိုပြောမလဲနော်ရင်နစ်တဲ့သူဝါကူလို့သူဖြစ်တာပေါ့ပိုဆိုးတာပေါ့လေကိုမိအဲကိုကိုကြုံနေရတဲ့အခက်ခဲတွေကိုထက်လောင်းပြီးတော့ဟိုဒုက္ခပိုရောက်တယ်လို့မျိုးတော့ဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ကျမတို့ရဲ့တော်လှန်ရေးနဲ့ကျမတို့ပြည်သူလူထုရဲ့ပိုင်းဖြတ်မှုကိုတော့ ပြောင်းလဲသွားစီမှာတော့မဟုတ်ဘူးပေါ့နော်ပြောင်းလဲလို့လည်းမရဘူးလက်တလုံးမှာပေါ့နော်ဒီ American နိုင်ငံကဒီကျွန်တော်တို့တမနာပြောင်းလဲနဲ့ပတ်သက်ပြီးတော့မှလေကျွန်တော်ဒီကမ္ဘာအခင်းကျင်းကတော်တော်လေးကိုပြောင်းလဲသွားတယ်လို့ကျွန်တော်တို့ပြောကြတာပေါ့နော်ဆိုတော့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပေါ့နော်ဒီနိုင်ငံတကာဆက်ဆံရေးကိုဒီ American အပါအဝင်ပေါ့နော်တခြား ဒီအနောက်ရှိတဲ့နိုင်ငံတွေပေါ့နော်ဒီနိုင်ငံတွေနဲ့ဒါဥရောပဖွဲ့စည်းဥရောပသမဂ္ဂနိုင်ငံတွေပေါ့အောင်ပေါ့နော်ဒီနိုင်ငံတွေနဲ့ဒီလက်တလောပေါ့နော်ပြောင်းလဲသွားတဲ့ခင်ကျင်းမှာကျွန်တော်တို့ဒီမြို့သားညီညွတ်ရေးဆိုအနေနဲ့ဒီနိုင်ငံတကာဆက်ဆံရေးကိုလက်တလောမှာဘလို့တည်ဆောက်နေတယ်ဆိုတော့အဲ့ဒီအဲ့ဒါလေးသိချင်ပါတယ်ခင်ဗျာကျေးဇူးပါတကယ်တကယ်ကြာတော့အစိုးရအစ်စ်ဒီအဲပေါ်တိုင်းပေါ်တိုင်းတော့ဒီလိုမျိုးပြန်ပြီးတော့နိုင်ငံသားရေးဆိုင်ရာမူဝါဒတွေကိုသူတို့ပြန်ပြီးတော့အာ review လုပ်ကြတာပြန်လဲဆန်းစစ်ကြတာတွေတော့ရှိကြပါတယ်ပေါ့နော်ဒါပေမဲ့အခုတစ်ချိန်ကတော့နည်းနည်းပို့ပြီးတော့အလှုပ်ရမ်းကျန်းတယ်ပေါ့လေအဲ့လိုပြောလို့ရတယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့အနေနဲ့လည်းအဲဒီပေါ့နော်ဒီနိုင်ငံအလိုက် ကျွန်တော်တို့ region အလိုက်ပေါ့နော်ချင်းကက်ဆောင်ရွက်ထားရှိမှုတွေကိုအဲကျွန်တော်တို့ပြန်လဲသုံးသက်တာမျိုးလုပ်နေတာရှိတယ်နောက်ပြီးတော့ဒီသက်ဆိုင်ရာနိုင်ငံတွေရဲ့ကျွန်တော်တို့ကိုကျွန်တော်တို့သုံးသက်ရုံနဲ့မဟုတ်ဘဲနဲ့ အဲကျမတို့အဓိကထိထိတွေ့ဆက်ဆံရမယ်နိုင်ငံတွေအဲဒေတာတွင်အနေထားတွေအိနီချင်းနိုင်ငံတွေအပါဝင်ပေါ့လေဒီနိုင်ငံတွေရဲ့နိုင်ငံခြားရေးမူဝါဒဆိုင်ရာအပြောင်းလဲအဲဒီကလည်းအဲကျမတို့ဟိုဟိုစဉ်ဆက်မပြတ်ပေါ့နော်စောင့်ကြည့်လေ့လာပြီးတော့မှကျမတို့ကအဲ့ဒါတွေနဲ့အညီဘယ်လို adapt ဖြစ်အောင်လုပ်ရမလဲဆိုတာကိုပြန်သုံးသပ်နေတာဖြစ်ပါတယ်အဲ့တော့ဒီပေါ့နော်သက်ဆိုင်ရာသူတို့နိုင်ငံတွေရဲ့နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မူဝါဒတွေကတော့အကြီးအကျယ်ပြောင်းတာမျိုးမဟုတ်ဘူးဒါပေမဲ့အဲ့ဒီမူဝါဒတွေကိုအကောင့်ထဲပေါ်တဲ့လုံနီးလုံဟန်တွေပေါ့နော်အဲနီးနာပိုင်းဆိုင်ရာအပြောင်းလဲတွေကတော်တော်လှုပ်လှုပ်ခက်ခက်ရှိတယ်အဲ့တော့ဒီမူဝါဒတွေကိုအကောင့်ထဲပေါ်တဲ့အခါမှာအဲဦးစားပေးတွေပြောင်းလဲသွားတာတွေတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျမတို့ကတေချာလေးလာသုံးသပ်ပြီးတော့ဘလို့အထီရောက်ဆုံးဆောင်ရွက်သွားနိုင်မလဲဆိုတော့ကိုကျမတို့ဒီနိုင်ငံအလိုက်ပေါ့လေ နိုင်ငံအလိုက်ကျမတို့ review လုပ်တယ် review လုပ်ပြီးတဲ့အခါကျတော့ overall engagement plan နဲ့မဟုတ်ဘဲနဲ့ specifically ပေါ့နော်ဥမာဒီ US နဲ့ဆိုရင်ဘယ်လို engagement plan တွေလုပ်တင်လဲ EU နဲ့ဆိုဘယ်လိုလုပ်တင်လဲဥမာ ASEAN ဆိုလို့ရှိရင် ASEAN region ပေါ့လေ ASEAN region လိုက်ဘယ်လိုလုပ်တင်တယ်လဲထို့အတူပဲအင်းကြီးနိုင်ငံတွေပေါ့နော်အင်းကြီးနိုင်ငံတွေဆိုလို့ရှိရင်လည်းပဲတနိုင်ငံချင်းစီအလိုက် အဲမတူတဲ့အကျိုးစီးပွားတွေလည်းရှိကြတယ်တူရာတွေလည်းရှိကြပါတယ်ဆိုတော့အဲ့ဒါတွေကိုကျမတို့တည်တည်ချာချာပြန်လဲသုံးသပ်ပြီးတော့နိုင်ငံအလိုက်ဒီ strategic engagement plan တွေကိုကျမတို့ပြန်လဲပြီးတော့ရှိပြီးသားကျမတို့ရဲ့ planning တွေကိုပြန်သုံးသပ်တာတွေပြီးလို့ရှိရင်လည်းပဲအဲ့ဒီလို engagement လုပ်တဲ့ခါမှာပို့ပြီးတော့ကျမတို့ အနေနဲ့စုဖွဲ့မှုကောင်းကောင်းနဲ့ပေါ့နော်ဆောင်ရွက်နိုင်အောင်လို့ကျမတို့အဲပြုပြင်ပြောင်းလဲမှုတွေကိုလည်းဆောင်ရွက်နေတာရှိတယ်အထူးသဖြင့်တော့ကိုယ်မှရှိတဲ့လူသားအရင်းအမြစ်နဲ့ဗန္ဓာရေးအရင်းအမြစ်အဲဒီနဲ့ကန့်ညီပြီးတော့ပေါ့နော်အထီးရောက်ဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ဖို့တော့ကျမတို့ဆောင်ရွက်နေတယ်အဲ့ဒါအဲ့တော့ပြောရရင်တော့ခုနအမေရိကန်ပြည်ထောင်စုအပြင်ပေါ့နော် ကျမတို့ရဲ့အိန္ဒိယချင်းနိုင်ငံတွေနောက်အာဆီယံဒေသတွင်းအဖွဲ့အစည်းတွေနိုင်ငံတွေနဲ့လည်းကျမတို့ပူမူပြီးတော့တိုးမြှင့်ဆက်ဆံသွားဖို့လို့စူးစမ်းနေတယ် နောက်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနဲ့လည်းဆက်ဆံရေးကိုကျွန်တော်တို့ဆက်လက်ပြီးတော့ကောင်းမွန်အောင်ပေါ့နော်ထိမ့်သိမ်းဆောင်ရွက်သွားမှာဖြစ်တယ်။ဒါအပြင်ကိုနောက်ထပ်ပေါ့နော်စူးဖွဲ့မှုတွေဖြစ်တဲ့ဒီ BRICS လို့ပြောတဲ့အဖွဲ့ပေါ့နော်စီးပွားရေးကိုအခြေခံပြီးတော့ဖွဲ့ထားတယ်။အဲဒီဒီဒီစူးဖွဲ့မှုတွေပေါ့အဲ့ဒီအဖွဲ့ဝင်နိုင်ငံတွေကိုလည်းပဲအဲကျွန်တော်တို့ဒီမြမရေးအခြေအနေတွေကိုပုံမသိရှိနားလည်နိုင်အောင်လို့ပေါ့နော်တိုးမြင့်ချင်းကပ်သွားဖို့လို့တော့ကျွန်တော်တို့လည်းဒီလိုအာဆောင်ရွက်နေတာရှိပါတယ်ရှင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းမေးချင်တာပါမြန်မာပြည်သူတွေကအရန်ကိုမျောလင့်ခဲ့ကြတယ်ဒါကျွန်တော်တို့နိုင်ငံမှာဒါစစ်တပ်အာဏာသိမ်းပြီးလင်ပြီးချင်းကိုပဲဒါ UN ကောပေါ့နော်ကျွန်တော်တို့ဒီပြည်တွင်းထန်ထန်တောင်းဆိုခဲ့ကြတယ်နော် R2P ဝင်ပေးပါဘာညာဆက်ရှိတဲ့အပြင်ကျွန်တော်တို့မှလည်းအားကိုးစရာဒါပဲရှိတာပေါ့နော်ဒီအဖွဲ့အစည်းဒီနိုင်ငံကအဖွဲ့အစည်းတွေပဲရှိတဲ့အခါကျတော့ဆိုတော့ဒါပေမဲ့လည်းကျွန်တော်တို့ အဲပြည်သူတွေကအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့မှလောင်ပြောင်းကြရဖြစ်တာပေါ့လေဒါအစိုးရိမ်နေเนาะအထူးစိုးရိမ်နေဆိုင်ဒီအပြင်ထပ်ပြီးတော့ထပ်မှန်စိုးရိမ်နေပေါ့လေအဆရှိသေးဒီလိုမျိုးတွေပဲဖြစ်တော့ကျွန်တော်တို့မှဒါအားမလို့အမရတွေဖြစ်တယ်เนาะဆိုတော့ချက်အခါကျတော့လောင်ပြောင်းခံရတာမျိုးဖြစ်တယ်ပေါ့เนาะဆိုတော့ဒီလိုမျိုးကျွန်တော်တို့အဲအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဒီ အဖွဲ့အစည်းတွေကနေပြီးတော့မှကျွန်တော်တို့နိုင်ငံအရေးကိုအရေးဆိုင်လာအောင်ကျွန်တော်တို့နိုင်ငံတွင်းမှာဖြစ်နေတဲ့လူလူခွင့်ချိုးဖောက်မှုတွေเนาะအာဒီစစ်တပ်ကနေပြီးတော့ရက်စက်ရုံမှမှုတွေတားဆီးနိုင်ဖို့ကျွန်တော်တို့မျိုးသားညီညွတ်ရေးဆိုရအနေနဲ့ကောကျွန်တော်တို့ဒီမျိုးသားညီညွတ်ရေးဆိုရရတာเนาะနိုင်ငံရေးကွန်ကြီးဌာနအနေနဲ့ကောဗာလီများတားတဲ့ပေါ်ပြီးတော့မှသူတို့နဲ့ချင်းကပ်ဆောင်ရွက်မှုမျိုးလုပ်နိုင်မလဲခင်ဗျာကျေးဇူးပါဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲအဲ့ဒါတွေကလည်းအမှန်တွေပဲပေါ့လေเนาะ အော်ဒါတွေကဖုံးကွယ်လို့လည်းမရဘူးအားလုံးတိနေမြင်နေတာပဲတကားလည်းဖွင့်လိုက်ပိတ်လိုက်ခဏခဏအစည်းအဝေးတွေလုပ်တယ်ဒါပေမဲ့ထွက်လာတော့လည်းဒုံရင်းကဒုံရင်းပဲပေါ့နော်ဆိုရက်အနေထားမျိုးတွေဖြစ်တော့ပုံမှန်လေးလေးပြောရရင်တော့ဒီကုလသမဂ္ဂအပါအဝင်ပေါ့လေနိုင်ငံတကာဖွဲ့စည်းတွေဟာတကယ်တော့အဲသူတို့ဘက်ကလည်းကျွန်မနားလည်ကြည့်ဖို့စူးစမ်းရတယ်ပေါ့နော်အဲရရက်အခြေအနေကိုသူတို့ဒီကုလသမဂ္ဂဆိုတာလဲမြမအရေးတစ်ခုတည်းကိုဆောင်ရွက်နေကြရတာမဟုတ်ဘူးလေနော် ဟိုကဘာအခင်းချင်းမှာကြည့်မယ်ဆိုလို့ရှိရင်တကဘာလုံးအတိုင်းတာနဲ့ကြည့်မယ်ဆိုလို့ရှိရင်တို့တို့အတွက်မြန်မာပြည်ဟာအဦးစားပေး ဖြစ်မနေတဲ့အပေါ်မှာ တော့ကျမတို့တော်တော်ကိုပဲအားမလို့အားမရအာဖြစ်တယ်ဆိုတာလည်းအမှန်ပါပဲဒါအောင်လဲကျမတို့ရဲ့ပေါ့နော်ဒီတမန်ကြီးဥကြုံမထွန်းရဲ့ခုနကုလသမဂ္ဂဆိုင်ရာအစည်းအဝေးတွေမှာလည်းပဲသူအကြောင်းထက်အောင်ပေါ့နော်ပြောဆိုဆွေးနွေးတောင်းဆိုနေတာတွေကိုကြည့်မယ်ဆိုရင် သိနိုင်ပါတယ်အဲကျမတို့ရဲ့အားမလို့အားမရဖြစ်မှုတွေအဲစိတ်ပြက် တာတွေကိုကျမတို့တို့ရမြင်ရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်မတို့ကဒါအောင်စိတ်ပြတ်လို့ဆိုပြီးတော့ပေါ့နော်ဒီလိုတောင်းဆိုတာတွေတိုက်တွန်းတာတွေကိုတော့ရက်တန့်ပြစ်လိုက်လို့မရဘူးပေါ့နော်မရအောင်ဒါကကျွန်မတို့အလုပ်ပဲအ ဖြစ်တယ်။ဒါကကျွန်တော်တို့ကတမမတောင်းဆိုဘူးဆိုလို့ရှိရင်သူတို့ကပို့ပြီးတော့ဒီလိုမျိုးစိုးရိမ်ပါတယ်ဆိုတာလေးတောင်ထုတ်ပြောလာခြင်းမလာမှာပေါ့နော်။ဆိုတော့ဒါကျွန်တော်တို့အလုပ်တော့ကျွန်တော်တို့ဆက်လုပ်ကြရမယ်။ဖီအားပေးစရာရှိတာတွေကျွန်တော်တို့အဖီအားဆက်ပေးမယ်။မြေပြင်မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကကုလသမဂ္ဂနဲ့နိုင်ငံတကာရဲ့တာဝန်ရှိမှုလဲရှိတယ်ဆိုတော့ဥရောကျွန်တော်တို့သိလာအောင်လက်ခံလာအောင်ကျွန်တော်တို့ဘက်ကတော့ဆက်လက်ဆောင်ရွက်နေရအောင်ပါပဲဖြစ်ပါတယ်။